အီရန်ကိုတိုက်ခိုက်ရာတွင်အစ္စရေးနှင့်အတူအမေရိကန်ပါဝင်လာပြီးနောက်အမေရိကန်စစ်တပ်ကအီရန်နျူကလ িয়ার တည်နေရာ၃ခုကိုဘုံများကျေချခဲ့သည်ဟုသမ္မတဒေါ်လန်ထရန့်ပြောကြားအမေရိကန်စစ်တပ်ကအီရန်နျူကလ িয়ার တည်နေရာ၃ခုကိုအလွန်အောင်မြင်သောတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟုဇွန်၂၁ရက်တွင်သမ္မတဒေါ်လန်ထရန့်ကပြောကြားခဲ့သည် အမေရိကန်စစ်တပ်ကတိုက်ခိုက်ခဲ့သည့်နျူကလ িয়ার တည်နေရာများထဲတွင်ပေါ်လို့ရှိသောအရေးပါသည့်မြေအောက်ယူရေနီယံတန့်စင်ဆက်ယုံပါဝင်ခဲ့သည်ဟုအမေရိကန်သမ္မတကပြောကြားခဲ့သည့်တန်တမာရေးကိစ္စများဆွေးနွေးရန်နှစ်ပတ်အချိန်ပေးမည်ဟုပြောကြားခဲ့ပြီးနောက်နှစ်ရက်များအကြာတွင်ထုတ်ပြန်ခဲ့သောရှောင်းတခင်ကြီးညာချက်၌ထရန့်ကပေါ်လို့ကိုဘုံများအပြည့်အဝကျဲချခဲ့သည်ဟုဖော်ပြခဲ့သည်အီရန်၏နျူကလ িয়ার အစီအစဉ်များကို အစ္စရေးတိုက်ခိုက်ရာတွင် အမေရိကန်ပါဝင်တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့ပြီးနောက်သမရထရန်ကဇွန်21ရက်အမေရိကန်ဒေသစံတော်ချိန်ည10နာရီမြန်မာစံတော်ချိန်ဇွန်22ရက်နနက်8နာရီခွဲတွင်နိုင်ငံကိုမိန့်ခွန်းပြောကြားမိဖြစ်သည် ကျွန်တော်တို့ကအီရန်မှာရှိတဲ့နျူကလီယာတီနေရာ၃ခုကိုအလွန်အောင်မြင်တဲ့တိုက်ခိုက်မှုပြီးစီးခဲ့ပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခဲ့တဲ့နေရာတွေထဲမှာ Fordo, Natas, Asfahan တို့ပါဝင်ပါတယ်ဟု Trump က Truth Social တွင် posting ခဲ့သည်။အဓိကနေရာ ဖြစ်တဲ့ Fordo ကိုဘုံတွေအပြည့်အဝကျဲချခဲ့ပါတယ်ဟု Trump ကဆက်လက်ဖော်ပြခဲ့သည်။လေရင်အလုံးဟာဘေးကင်းစွာပြန်လာခဲ့ကြပါတယ်ကျွန်တော်တို့ရဲ့ကြီးမြတ်တဲ့အမေရိကန်စစ်တီရော့တွေကိုချီးကျူးပါတယ်ဟု ထရန့်ကဖော်ပြထားသည် ိမ်ဖြူလိုမှနိုင်ငံကိုမိန်ကွန်းပြောကြားမိအကြောင်းကြေညာသောဒုတိယမြောက် post တွင် Trump ကအီရန်ဟာဒီစစ်ပွဲကိုအဆုံးသတ်ဖို့အခုသဘောတူရမှာပါဟုဖော်ပြထားသည်ရင်တို့သဘောတူခြင်းကိုအမေရိကန်ပြည်တော်စုအစ္စရေးကဘာတို့အတွက်တမိုင်းဝင်သောခိုက်တံဖြစ်မည်ဟုလဲထရန့်ကဖော်ပြထားသည်မြေအောက်ဘဏ်ကားများအထိထိုးဖောက်နိုင်သောဘုံများတည်ဆောင်ထားသည့်ဗီတူဘုံကျဲလေယာဉ်များကအမေရိကန်မှထွက်ခွာသွားပြီဟုသောသတင်းများစွန်း20ရက်စောစောပိုင်းတွင်ထွက်ပေါ်ခဲ့သည် အီရန်၏နျူကလ িয়ার တည်နေရများကိုတိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည့် အမေရိကန်လေယာဉ်မျိုးစားများသို့မဟုတ်ခဲယမ်းမျိုးစားများကိုထရန့်ကပြောကြားခဲ့ခြင်းမရှိပေအမေရိကန်ကအီရန်ကိုတိုက်ခိုက်ခဲ့ပြီးနောက်ထရန့်နှင့်အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုတို့ဖုန်းဆက်စကားပြောခဲ့သည်ဟုအင်ဖြူတော်ကထုတ်ပြန်ခဲ့သည်အီရန်ကို အမေရိကန်ကတိုက်ခိုက်ခဲ့ပြီးနောက်အစ္စရေးကနိုင်ငံတော်ဝန်အနေနဲ့သတိပေးချက်အဆင့်ကိုမြှင့်တင်ခဲ့သည် အီရန်ကလည်းမိမိတို့၏နျူကလ িয়ার တည်နေရာများကို ရန်သူကတိုက်ခိုက်ခဲ့သည်ဟုအီရန်သတင်းမီဒီယာတပ်စနစ်ကဖော်ပြခဲ့သည်။